တနင်္လာနေ့မွေသူအားလုံးမင်္ဂလာပါ2025ဇူလ20ရက်နေ့နေ့30ရက်နေ့အတွင်းမှာစီဝါကံလုပ်ငန်းကဘဝကံမြန်မာခြင်းအလို့ရှိရပြည့်စုံခြင်းဘဝစဉ်တိုးတက်ခြင်းနဲ့ရှင်မကြအောင်မြင်ခြင်းနေချုံမယ်အလုံးမရှိသူလို့ရမယ်လုပ်ငန်းရှိသူတိုးတက်မယ်စမ်းပွင့်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်။ကောင်းသောအကြီးအကဲများနဲ့တွေ့ဆုံမယ်။ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စအဆင်ပြေမယ်။အရဝေးရကောင်းသောသတင်းစကားကြားသိရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ကိစ္စအောင်မြင်မယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မင်္ဂလာကိစ္စစီစဉ်မှုများကြားပံဝင်ပတ်သက်ဆောင်ရွက်ပေးရမယ်ခန့်ချမတယ်လေ။ကြားရောက်နိုင်မယ်။၂၂ရည်နှစ်အရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမည် 23ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်မယ်ဘဝထွက်တယ်မယ်ကံမြတ်ပါမယ်24ရက်နေ့မှာလူယုံဒုက္ခပေးမယ်လူလိမ်လူကောက်တွေ့မယ်ရံများမယ်25ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူများမယ်စိတ်ချမ်းသာစရာကြုံမယ်ဒါပေမဲ့အသွါလာကြည့်ဆက်ရမယ်အဓိကအရှိရကူဦးတည်သွားစေခြင်းဖြစ်တတ်တယ်မနေ့ ခုနှစ်နိုင်ခွဲမှာ9နိုင်တွင် သွားလာနေထိုင်ယူဆိုင်ရမယ်26ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ကြိုးပြီးတဲ့အရဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းစကားတွေကြုံရမယ်အရှိတောင်ရက်ကိုတည်သွားစရာနည်းရှိတဲ့တည်းညနေ3နိုင်နဲ့4နိုင်ခွဲကြမှာသွားလာနေတဲ့ယူဆန်း၂၈ရက်နေ့ ချိုးကြတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်စမ်းပွင့်မယ်လူချစ်လူငယ်ပေါ်မြတ်မယ်ကောင်းစီကောင်းရှုပ်ပြွေးမတန်ကောင်းတဲ့ရက်ဖြစ်တဲ့အနာရောဂါကင်းမယ်28ရက်နေ့မှာအယဝေးရကောင်းသောသတင်းစကားကြုံမယ်ခရီးကိစ္စဆင်ပြေမယ်29ရက်နေ့မှာငွေချေးလတ်လာပါကံထူကောက်မယ်လူရပြည့်စုံမယ်30ရက်နေ့မှာရန်နဲ့ရှင်ပြီးတော့ရမယ်အခက်အခဲနဲ့ကြုံပြီးမှအောင်မြင်မယ် အဲ့ဒီနေ့မှာခေါင်းစည်းခေါင်းချွတ်ပြည့်ရဲ့အနာရောဂါခင်ခြင်းကျက်စီထိုးခြင်းဘဝတလန်ဖွင့်ခြင်းတွေကိုရရှိမယ်ဒီကလအတော်တွင်းမှာဇာသပတိနေ့ဘုသူနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုယ်ကနေ့ဂျိုးပေးတယ် အပြာရောင်ပန်းရောင်နေရောင်ကျသွေးရောင်တို့ကိုဝေပြီလို့ရှိရကိစ္စဆောင်ရပါပန်းရောင်နှင်းစီဖွင့်သေးသည်ဖျားကတ်သူပြီလို့ရာဆူတောင်းခြင်းမချခဏပြေပါဆူတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်